အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီ Matrix Institute of Professional ကကျွန်တော်တို့ဖွင့်လှစ်မဲ့ကျွန်တော်တို့ဒီ Diploma in Warehouse Inventory Management and Analytics အတန်းပါဆိုရင်ပေါ့နော်ကျွန်တော်အဓိကအဲကျွန်တော်တို့ဒီဘယ်အပိုင်းတွေပါမလဲဆိုတော့ပေါ့နော်နံပါတ်1အနေနဲ့ကျွန်တော်တို့ဒီ Warehouse Operation အပိုင်းပါမယ်ပေါ့နော်ဒီအဓိက Warehouse Operation မှာ Efficiency ဖြစ်ဖို့နဲ့ Effective ဖြစ်ဖို့ကျွန်တော်တို့ web operation အပိုင်းကျွန်တော်တို့ပါမယ်။နံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့ဒီ warehouse ကအဓိကအဲဒီ layout design တွေပါမယ်။နံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့ဒီ warehouse မှာအရေးကြီးတာ warehouse က organization structure ကျွန်တော်တို့ဘယ်လိုတည်ဆောက်မလဲပေါ့နော်။နံပါတ်4အနေနဲ့ကတော့ကျွန်တော်တို့ inventory management ကျွန်တော်တို့ပါမယ်။နံပါတ်5အနေနဲ့ကတော့ကျွန်တော်တို့ဒီ technology in warehouse ပေါ့နော်။အဲအဲ့ဒါတွေပါမယ်။ပြီးရင်ကျွန်တော်တို့ဒီ warehouse ဒီ technology ဘိုင်းမှာဆိုရင်ကျွန်တော်တို့က warehouse ကဒီ warehouse technology warehouse management system နဲ့ကျွန်တော်တခြားဒီ function တွေမှာရှိနေတဲ့ဒီ system တွေကဘယ်လိုမျိုး integrate လုပ်လဲဆိုတဲ့အပိုင်းပေါ့နော်အဲ့တော့ကိုယ့်ရဲ့ function တခုလည်းအဲအဆင်ပြေနေလို့လက်ရှိမဖြစ်ဘူးเนาะကျွန်တော် chart ကိုလည်းချိတ်ဆက်နေတဲ့ function တွေမှာလေကျွန်တော်တို့အဆင်ပြေမှသာကျွန်တော်တို့ရဲ့ဒီဒီ company မှာဒီ efficiency နဲ့ effectiveness ဖြစ်ပြီးတော့ကျွန်တော်တို့ဒီ customer ရဲ့ကျွန်တော်တို့ဒီဒီပေါ့နော် service ကိုအကောင်းဆုံး product service ကိုကျွန်တော်တို့ပေးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ number 6အနေနဲ့ကတော့ကျွန်တော်တို့ဒီ warehouse မှာကျွန်တော်တို့မရှိမဖြစ်လိုရတဲ့ကျွန်တော်တို့ဒီ safety အပိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ osa osa ရဲ့ကျွန်တော်တို့ဒီ warehouse safety ကျွန်တော်တို့ guideline တာကျွန်တော်တို့ထည့်ထားတယ်ပြီးရင်ကျွန်တော်တို့ lean management ကျွန်တော်တို့ပါမယ် number 9အနေနဲ့ကတော့ကျွန်တော်တို့ဒီ warehouse ရဲ့ဒီ analytics အပိုင်းပေါ့နော်ပြီးရင် risk management အပိုင်းတွေရဲ့ကျွန်တော် တို့ KPI ချိတ်ဆက်တဲ့အပိုင်းတွေကိုကျွန်တော်တို့ထည့်သွင်းထားတယ် နံပါတ်6အနေနဲ့ကတော့လက်ရှိကျွန်တော်တို့ဒီ AI လိပညာပေါ့နော် AI benefit ဒီ benefit of the AI power in ဒီ logistics supply chain ဒီ warehouse တွေပါကျွန်တော်တို့သူ့ရဲ့ benefit ကပါရှိလဲပေါ့နော်အဲ့တော့ benefit တော့ရှိတယ်ကျွန်တော်တို့လက်ရှိ challenge တဲ့သူ့ရဲ့ limitation တွေကရောဘာတွေဖြစ်မလဲပေါ့နော်ကျွန်တော်ဒီအကြောင်းအရာဒီနံပါတ်တဲ့ knowledge sharing လေးဒီထဲမှာကျွန်တော်တို့ပါတယ်နံပါတ်9အနေနဲ့ကတော့ကျွန်တော်တို့ဒီ analytics အပိုင်းတွေပေါ့နော်ကျွန်တော်တို့ဒီ practical dashboard ပါမယ်ပြီးကျွန်တော်တို့ဒီ inventory ရဲ့ data analysis နဲ့ဒီဒီ analysis ကိုကျွန်တော်တို့ဒီ power bi နဲ့ကျွန်တော်တို့ဆူစီးပြီးတော့ကျွန်တော်တို့တင်ပြတဲ့ပိုင်းတွေကျွန်တော်တို့ပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီအတန်းကတော့ကျွန်တော်တို့အကောင်လုံးကျွန်တော်တို့ဒီကျွန်တော်တို့ဒီចောင်းသားတွေအတွက်ကျွန်တော်တို့တကယ်ကို value ဖြစ်မဲ့အတန်းလေးတန်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်အဓိက framework အနေနဲ့ number 1 ကျွန်တော်တို့အဲဒီ high level management system ကိုကျွန်တော်တို့ဦးတည်ထားတယ်။နံပါတ်1ကျွန်တော်တို့ process approach ကိုကျွန်တော်ဦးတည်ထားတယ်။နံပါတ်3ကတော့ကျွန်တော်တို့အရေးကြီးဆုံးကျွန်တော်တို့ customer focus ကိုကျွန်တော်တို့ဦးတည်ထားတယ်။နံပါတ်4 company တစ်ခုအောင်မြင်ဖို့အတွက်ကိုမဖြစ်မနေလှုပ်ဆောင်အောင်ကျွန်တော်တို့ continuous improvement နံပါတ်5 ကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့မဖြစ်နေလိုအပ်နေတဲ့ကျွန်တော်တို့ရဲ့ဒီ technology technology အပိုင်းတွေရယ်ပြီးရင်ကျွန်တော်နံပါတ်6ကျွန်တော်တို့ analytics အပိုင်းတွေကိုကျွန်တော်ဒီဒီဒီအတန်းအတွက်ကိုကျွန်တော်တို့အခြေခံပြီးတော့ဖွဲ့စည်းထားပါတယ် ကျွန်တော်ဘယ်သူတွေတက်ရောက်တင်တယ်လဲဆိုတော့ကျွန်တော်တို့လက်ရှိ warehouse နေမှာကျွန်တော်တို့လုလုကင်နေကြတဲ့ကျွန်တော်တို့ supervisor level အဲ့အထက် supervisory role ဟာမိတ်ဆွေတွေရဲ့ပြီး logistic area မှာလုဆောင်နေတဲ့ကျွန်တော်တို့မိတ်ဆွေတွေနဲ့ကျွန်တော်တို့ဒီ supply chain မှာလုဆောင်နေကြတဲ့ supply chain professional တွေတက်ရောက်တင်တဲ့အတန်တန်ဖြစ်ပါတယ်အဲ့တော့အဲကိုကျွန်တော်တို့ဒီ warehouse မှာကျွန်တော်တို့လုဆောင်နေကြတဲ့ကျွန်တော်တို့ဒီ supervisor level တွေပေါ့နော် next level level app ဖြစ်ချင်တဲ့လုချင်တဲ့လူတွေအတွက်ကိုကျွန်တော်တို့ဒီ supervisor supervision role ကနေ ပြီး strategic roadmap ကိုကျွန်တော်တို့မြင်နိုင်အောင်ပေါ့နော်ဒီအတန်းလေးရနေပြီးတော့ကျွန်တော်တို့ provide ပေးပေးသွားပါပေါ့နော်အဲ့တော့အကောင်းဆုံးဒီလက်ရှိမှာကိုကိုတိုင်းကြုံတွေ့နေရတဲ့ဒီ supervisor role ကနေပြီးတော့လက်ရှိကျွန်တော်တို့ next level AM level ဒီ manager level တွေရောက်တယ်ဆိုကြုံတွေ့ရမဲ့အခြေအနေတွေမှာဒီအတန်းကနေပြီးတော့အကောင်းဆုံးလုံနိုင်စွမ်းအားကိုများစွာထောက်ပံ့ပေးနိုင်ပါပါဘောနော်အဲ့တော့ကျွန်တော်တို့ဒီတန်းလေးကိုဒီ level တွေက base တွေအကုန်လုံးကိုတက်ရောက်ဖို့အတွက်ကိုကျွန်တော်ဒီတန်းကနေပြီးတော့ကြိုးဆိုလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ